ားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ Euro 2000 2020ပေါ့လေ2020 London မြို့က Wembley ကွင်းကြီးရဲ့ final မှာ Italian national team က Euro champion ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ငငယ်လေးကအားပေးခဲ့တဲ့ national team နှစ်သင်းရှိတယ်နောက်တင်းဆိုတော့ဘာကြောင့်နှစ်သင်းဖြစ်သွားလဲဆိုတော့ကျွန်တော်စပြီးတော့ဘောလုံးပွဲတွေစကြည့်တဲ့ချိန်1994ကမ္ဘာဖလားကိုစကြည့်တဲ့ချိန်မှာအီတလီလေဝေးစင်အသင်းနဲ့အာဂျင်တီးနားလေဝေးစင်အသင်းကိုကျွန်တော်စကြည့်ဘူးလားအဲ့နှစ်သင်းစအားပေးနေလေဝေးစင်ကကျွန်တော်အဲ့နှစ်သင်းကိုတောက်လျှောက်အားပေးလာတယ်ဒါပေမဲ့ကျွန်တော် ီကရီးယားတလျှောက်ပေါ့လေကျွန်တော်ကြည်လာတဲ့တန်တန်းတလျှောက်မှာကိုအားပေးတဲ့လူဝင်စင်အသင်းနှစ်သင်းဟာမေဂျာပြိုင်ပွဲနှစ်ခုလုံးကိုပိုဆွဲပို့တယ်။အီတလီကယူရို2000မှာပိုဆွဲပို့အနည်းဆက်ဆုံးဖြစ်တယ်။ယူရို2012မှာပိုဆွဲပို့အနည်းဆက်ဆုံးဖြစ်တယ်။ final မှာပြင်သစ်နဲ့စပိန်ကိုရှုံးသွားတယ်။အိုက်ကနေမှစ2006မှာ World Champion ဖြစ်ပြီးတော့ Euro 2020မှာအင်္ဂလန်ကိုနိုင်ပြီး Euro Champion ဖြစ်တယ်ဆိုတော့အီတလီနဲ့ပတ်သက်လို့ကမ္ဘာ Champion နဲ့ World Champion နှစ်ခုလုံးကိုကျွန်တော်အရင်စတွေ့ခဲ့ပြီးတဲ့အချိန်မှာ Argentina နဲ့ Copa America Champion နောက်ပြီးတော့ World Champion Copa America Champion back to back ကျွန်တော်ကြည့်ပြီးွားပြီဆိုတော့ဒါကဘာပဲဖြစ်ဖြစ် ကိုပေကိုကိုအားပေးတဲ့အတင်းတင်းရဲ့အမြင့်ဆုံး highest ရနိုင်တဲ့ international supply တွေကိုဆိုတွေ့ပြီးပြီ။နောက်ကိုကြိုက်တဲ့နှသိန်းအီတလီနဲ့အာဂျင်တီးနားက finalissima ဆိုပြီးတော့လန်ဒန်မှာလည်းတော့ကံကြည့်ပြီးပြီ။ဒါပေမဲ့အဲ့အီတလီကျွန်တော်အမြင့်အားပေးတယ်ကျွန်တော် national anthem ထဲမှာအကြိုက်ဆုံး national anthem က italian national anthem ပဲတကယ်နားထောင်လို့ကောင်းတယ်ကျွန်တော်အရန်သဘောကျတယ်။ကျွန်တော်ဆိုကျွန်တော် Ferrari တို့ formula 1တို့အားပေးရင် Ferrari ကိုအရန်အားပေးတယ်။ဆိုတော့အဲ့အီတလီ national anthem ကိုအရန်နားထောင်ကြလို့အခု အီတလီကအဲ့ယူရို2020မှာချန်ပီယံဖြစ်ပြီးတဲ့ကရောဘတိုမာတီနက်စ်နဲ့တော်တော်ကိုရောဘတိုမန်ချီနီနဲ့တော်တော်လေးအခြေအနေကောင်းနေတာကနေပတ်စံမှတ်ပြီးတော့သူအီတလီလက်ရွေးစင်ကိုပြစ်ပြီးတော့ဆော်ဒီကိုသူထွက်သွားတယ်။အဲ့မှာအီတလီကကတောင်းကနေဖြစ်တယ်လူစီယာနိုစပလက်တီကနေယူရို2024မှာစတရက်ဖြစ်တယ်ဆွစ်ဇာလန်ကိုသူရှုံးထွက်မှာရှုံးတယ်။နောက်ချေစပွဲမှာစတရက်ဖြစ်တယ်အဲ့ကနေမှဆင်အီတလီကအခုကတူဆိုလက်ထက်ရောက်လာတယ်။ဒါပေမဲ့အခုအီတလီဟာ back to back world cup ၃ချိန် ခြေစပွဲမအောင်မဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်ဆိုတော့2006မှာသူရီအီလီချန်ပီယံဖြစ်ပြီးခဲ့ကနေကျွန်တော်အီတလီချန်ပီယံ2006မှာဖြစ်တယ်ဗျအဲ့2006ဖြစ်ပြီးခဲ့က2010 South Africa World Cup မှာအုပ်စုကထွက်ရတယ်2014 Brazil ပွဲ World Cup တုန်းကဆိုတော့ဗျအဖွင့်ပွဲတော့ကျွန်တော်မှတ်မရအင်္ဂလန်ကိုသူတို့2-1နဲ့နိုင်တာမာကီစီယိုတကူးသွင်းတယ်အင်္ဂလန်တကူးပြန်ချီတယ်စတာရစ်ပြန်ချီတယ်နောက်ဘာလို့တလီသွင်းသွားတယ် ဒါပေမဲ့အီတလီကအဲ့ပွဲပဲနိုင်တယ်နောက်ယူရိုဂွေးနဲ့ဟိုဘက်ပွဲနှစ်ပွဲလုံးရလာဆိုပြီးတော့ကော့စတာရီကာပွဲရှိပြီးအီတလီထွက်သွားတာဆိုတော့အီတလီက2010မှာ2006မှာချန်ပီယံဖြစ်ပြီးတော့2010မှာထွက်တယ်2014မှာထွက်တယ်2018မှာခြေစုပ်ဝတ်မအောင်ဘူး2020မှာခြေစုပ်ဝတ်မအောင်ဘူးဆိုတော့ Italian ပြည်သက်တည်ရောက်ဆိုရင်တော်တော်လေးခံပြင်းစရာ World Cup တွေ့တိုင်းအီတလီမပါဘူးဆိုတဲ့အချက်၄ချိန်ချန်ပီယံဗျာ Germany ရဲ့သူရဲ့ Brazil ရဲ့ဒီ၃သင်းကအောင်မြင်ဆုံး၃သင်းသူ့အောက်မှာ Argentina ရှိတယ် ော့အဲ့မှာအီတလီဟာ၄ချိန်ချန်ပီယံဖြစ်ပါရင်လည်း World Cup နှစ်ချိန်တိတိမပါဘူးဒီဒီချိန်နဲ့အချိန်မကောင်းကျွန်တော်20တုံးကဆိုကျွန်တော်အသေးနာလို့မြောက်မက်ဆီဒိုနီးယားကိုအိမ်ကွင်းမှာသူတို့ရှုံးသွားတယ်ရှုံးပြီးတော့မှ final မှာမြောက်မက်ဆီဒိုနီးယားက play off မှာပေါ်တူဂီကိုရှုံးသွားတယ်ဒါပေမဲ့အီတလီကြံခဲ့တယ်ပြီးခဲ့တဲ့2018တုံးကဆူဂျင်ကိုသူတို့ play off မှာရှုံးသွားတာဆိုတော့အခု Gattuso လက်ထက်မှာ ET တိတသာတိုးတက်လာတယ်ဗျအခု Gattuso လက်ထက်မှာ Italy ကဒါဘယ်လောက်ထိဆိုလဲဆိုအခုဘယ်လောက်ထိတိုးလာဆိုရင် သူ့လက်ထက်၃ပွဲမှာ73ဂိုးသွင်းတယ်ဒါပေမဲ့ပြဿနာအီတလီကပထမ damage ကတော်တော်လေးဆိုးသူနောက်တစ်ခုက Norway ရဲ့အဆမတန် over achievement တွေဖြစ်နေတာအီတလီတော်တော်တိုင်ပတ်တာပုံမှန်အဖြစ်အီတလီကသူ့ group မှာကိုပြိုင်ပဲအသေးတသေးအဲ့လောက်ထိခြေစွမ်းပြနိုင်တဲ့တောင်တောင်ကြခဲ့တယ်။ဒါပေမဲ့အခုက Norway က over achieve ပြတပွဲကို9ဂိုးတွေ9ဂိုးတွေတောက်လျှောက်သွင်းနေတဲ့အချိန် Haaland ကြောက်အောင်နေတဲ့အချိန်ကတော်တော်ဆူဆူဝါပဲ။ဆိုတော့အခု ကတူဆိုအတွက်ဒါအီတလီအီတလီပိတ်တက်တီအတွက်ဆိုရင်အဇူရီဝေါကပ်မပါတဲ့တချိန်ဖြစ်ကောင်းဖြစ်သွားတယ်ဒါပေမဲ့အခုဗျာအခုကျွန်တော်တို့အက်စတိုနီးယားရဲ့မော်တိုဘာရဲ့အစ်ဇွေးရဲ့ဆိုတော့နော်ဝေးရဲ့အစ်ဇွေးရဲ့မော်တိုဘာရဲ့သုံးသင်းကိုအီတလီကခံရမယ်သုံးပွဲလုံးဂိုးပြတ်နိုင်အောင်မှ26ဂိုးနဲ့9ဂိုးဂိုး different က19ဂိုးกว่าတယ်အဲ့19ဂိုးဘလို့မဖြစ်နိုင်ဘူးဒီကြားထဲမှာနော်ဝေးကမော်အက်စတိုနီးယားကိုထပ်ခံရအောင်မှကျွန်တော်ထင်တော့အီတလီက play off ပဲသွားမှာတကယ်လို့ play off သွားမယ်ဆိုရင်အီတလီအတွက်တကယ်ကို ဆူဆူဝါဝါပဲဒါကြောင့်ကျွန်တော်မှတ်မိသေးတယ်2006ကမ္ဘာချန်ပီယံဖြစ်တဲ့အီတလီရဗျာဒီကမ္ဘာဖလားကိုပထမဆုံးခြေစွဲအောင်လာတဲ့ဩစတြေးလျရဲ့အိမ်မက်တီကိုတယောက်ထုတ်ခံပြီးတော့မှသူတို့ဒါတော်တီအဲတုန်းကတိုက်ထိုးသွားတာဗျာတော်တီရဲ့ပနတီနဲ့အီတလီတက်သွားတယ်ဩစတြေးလျရဲ့အိမ်မက်တီကိုသူတို့အဆုံးတက်လိုက်တယ်အိုက်ကနေမှဆင်ဒါ2000နဲ့ဒါပြီးတော့မှ quarter final မှာပထမဆုံးဂျင်းဝေါ်ကပ်ကို quarter final ရောက်တဲ့ယူကရိန်းရဲ့အိမ်မက်တီကိုအီတလီကအဆုံးတက်တယ် နောက် semi final ရောက်တော့ ancient germany ဖြစ်တဲ့ germany ရဲ့အိမ်မက်တွေကိုအဆုံးသတ်ပြီးတော့ final မှာ france ကိုထပ်ပြီးအဆုံးသတ်တယ်ဆိုတော့ပြောနေတဲ့အချက်ကပါဆိုသူများအိမ်မက်တွေကိုသူတို့အဆုံးသတ်ပြီးတော့သူတို့ကအဲ့ကလေးကနေ walk out knock out semi ရောက်တော့တာအခုတတိပဲ knock out စီလည်းမရဘူးခြေစပွဲလည်းမအောင်တော့ ဆိုတော့အီတလီနဲ့ဂက်တူဆိုတို့တကယ်ကိုအရေးကြီးတဲ့အခြေအနေပဲဆိုတော့ကျွန်တော်ဒီအီတလီကအခုဂက်တူဆိုလက်ထက်မှာတော့တော်တော်လေးတော့တိုးတက်လာတဲ့အတွက်ကြောင့်အဲ့ဒါကတော့ဂျီနက်ဆရာဖြစ်တယ်ဒါပေမဲ့အီတလီယန်လိုအသင်းတစ်သင်းအနေနဲ့ဗျာလုံးဝမဖြစ်တဲ့အခြေအနေမျိုးဒါအခုလက်ရှိအီတလီသင်းကျွန်တော်တို့ဗျာပြောလို့ရှင်ရှက်ဖို့တော့ကောင်းတယ်အသင်း၁၁ယောက်လုံးကိုကျွန်တော်တော်တော်များများနာမည်မပြောနိုင်ကြဘူးတော်တော်များများကျွန်တော်တို့ကတော့ပုံမှန်ကြည့်နေဆိုသိပေမဲ့တောင်းတောင်းလို့တိုင်ပတ်တယ်ဒါပေမဲ့ဒီအီတလီအသင်းကအတိုင်းတာတစ်ခုစီဒီဆန်စကွတ်ကိုပိုင်ထားတယ်ဗျာ ကိုသမားဂျန်လူဂျီဒူနာရူမာရှိတယ်။ဒါမဲ့ဆန်ဒအရန်ကိုသမားကဗီကာရီယိုရှိတယ်ပြဿနာမရှိအဲ့မှာဒီမာကိုက left back ဒီလော်ရန်ဆိုက right back ဆန်ဒဘက်ကဘက်စတိုရီနဲ့ကာလာဖီယိုရီပြီးရင်အရန်မှာမန်ချီနီတို့ဘာတို့တခြားကစားမတွေဂျန်တယ်။နောက်ပြီးတော့မှဒီကက်တီတို့ဘာတို့ရှိတယ်ပြီးရင် right back မှာစပီနီဇိုလာရှိတယ် left လည်းကစားနိုင်တယ် right လည်းကစားနိုင်တယ်ဒါမဲ့ဦးဒိုဂီအရန်ရှိတယ် ဆိုအရာကအီတလီကဆန်ခန်စစ်ကဘူလူချီတို့ခီလီနောက်ပိုင်းမှာတော်တော်လေး solid ဖြစ်တယ်ဗောလေကွင်းလေကလူကတဲလီရှိတယ်နောက်ကက်စတန်ညာရှိတယ်ဖတီးစီရှိတယ်ဘရယ်လာရှိတယ်ထူနာလီရှိဆိုအဓိကထူနာလီနဲ့တော့တစ်ဖက်ကဘရယ်လာက main ပဲကျန်တဲ့တယောက်ကအီတလီမှာပြဿနာပဲမရှိဘူးလူကတဲလီလည်းနီးပြမကြိုက်ဘူးဖတီးစီကလည်းအတက်ကင်အရန်လိုက်တိုက်စစ်ကအခုအော်ဆိုလီနီမကောင်းဘူးအခုအားကိုးနေရတာကရူဂါနီနဲ့ဝိုက်ဆက်ကင်နှစ်ယောက်ဆိုဒီမှာကျွန်တော်တို့အခု ဒီ Federico Chiesa ပြန်ပါလာရင်တော့ Italy မဆိုးဘူးဗောဒါပေမဲ့ Italy ကအခုကျွန်တော် Nation League ဘက်ကအခြံလဲကန်ရမှာအခုသူက Playoff ကပဲသွားမှာဗျာဒီတိုင်းဆို Nation League နဲ့ Italy တက်ပါမလားစိုးရင်ကြာပဲအမှန်တိုင်းပြော Nation League တက်ပါမလားကျွန်တော်တို့နည်းနည်းစိုးရင် Italy ကိုဒီတစ်ခါထပ်ပြီးတော့ပြုတ်သွားဒါပေမဲ့ Gattuso လက်တက်မှာတော့တော်တော်လေးတိုးတက်လာ၃ဘွဲကို၁၁ကိုတွင်းနေဒါ၃ဘွဲကိုသူ၁၃ကိုတွင်းနေဆိုရဲ့အခြေကတော်တော်လေးအားကိုးကြပါပဲ Italian တို့က၃ချိန်ဆက် back to back ဒါ World Cup မအောင်တာတော့အဆုံးသတ်ဖို့လိုအပ်နေပြီဒါအမှန်တမ်းပြောရင်ကျွန်တော် under pressure ပဲ Italian national team ကိုကျွန်တော်ဟိုအတန်ကို World Cup မှာကျွန်တော်နားထောင်ချက်ထပ်ပြီးတော့စောင့်ကြည့်ရမှာပေါ့လေအားလုံးကျေးဇူးတင်ပါတယ်